ထိုမိမသည်အသာကြွရီကလထိုင်ကိုကျမတို့ဘက်တည်တည်ချာချာနှဲ့ပြီးကြာကြာနာနာပြန်ထိုင်လေ၏ရှင်တို့ကညစာစားပွဲအတွက်ဆက်နေဦးမလားကျမကဘယ်ညစာစားပွဲလဲရှင်ကျမတို့မသိပါဘူးဒီမင်္ဂလာဆောင်ခန်းနာပြီးရင်ခဏနားမယ်လေပြီးတော့အင်းရလိုက်မှာပဲဆက်ပြီးညစာကြွေးလေဦးမင်းဒါကတော့အပရိသတ်အကုန်အတွက်မဟုတ်ဘူးပေါ့ မိမသည်အနှဲငယ်ဟန်ချီပန်ချီလေးတန်ဝင်ကအရေးကြီးတဲ့ပြိသက်ရင်းနှီးတဲ့ပြိသက်လောက်ပါပဲကျမတို့တော့ဆွေမျိုးဆိုတော့အစောကြီးကလေးကဖိတ်စာတစ်စုံလုံးရထားတာပဲပြောစရာကောင်းမင်းရှင်စင်အောင်မင်းနဲ့ဗလာပြန်နှပါသွားထွက်ဦးမင်းတကုံအောင် ရုပ်သေးလေးကမင်းမင်္ဂလာဆောင်ကားတော့သူမတူအောင်ချီးကျဲပါပြီရဲ့သူညမဖြစ်သူကမူအတော်ပူပန်နေလေဤ ဩဘာစာယူနေတာကလည်းမပြေးနိုင်တော့ဘူးဘိသိက်သွင်းချိန်ကြရင်လည်းမြ мян သွင်းလိုက်တာမဟုတ်ဘူးအနောက်ဆက်ရှိမယ်လို့ဘေးရင်တွေအလုံးကထွက်ထားကြတာရရရတော့တော်တော်ချေထားတာပဲမန္တလေးကမဟာမျက်မှုနေတော်ရွှေဆိုင်တရားလမ်းလုံရသေးတဲ့ပြီးတော့သူတို့သားနဲ့သူတို့သမီးဟန်နီမူခီမထွက်ရဘူးလို့တားထားတယ်မဟုတ်လားအင်းလေ ဒါကြောင့်အင်းရလေးမှာနှလနေကြဖို့စီစဉ်ရတာပေါ့အင်းရလေးမှာနေတော့ရေကူးကန်နဲ့လဲဆင်းကူးရဘူးတဲ့စနေဗုဒ္ဓဟူမြို့ထဲမထွက်ရဘူးတဲ့ဟောဟောဩဘာစာယူလို့ပြီးပြီဘိသိက်သွုံတော့မယ်ထင်ပါရဲ့သို့တော့ဩဘာစာယူတော့တောင်ရှိပစိုးနေလူချောချောသည်나이ကိုကြည့်လိုက်သူတို့သားသူတို့သမီးများဤမိဘများနဲ့ တီတိုတိုင်မင်လိုက်လုံနေပြန်ပြီတကယ်အချိန်ခါမကြသေးဘူးထင်သည် ဆုံးမဩဝါဒစကားမပြောသေးပေအဝါရောင်စင်တူဝတ်ထားသော အကူအညီအဖွဲ့မှလူငယ်များကိုတဆင့်တဆင့်ခိုင်းသည်ကိုမြင်ရပါ၏နောက်ဆုံးအဆင့်မှလူငယ်သည်ကျမတို့နာမဖြတ်သွားကတီဝိုင်းအဖွဲ့ကို မချဲ့ကြဲနှိုင်း၍ပြောပါသည်ရုပ်ပိုက်ဆောင်ရွတ်ပါれရုပ်ပိုက်ဆောင်ရွတ်ပါれ မဖြစ်လို့လေဗိသိက်သူမီမှရွံ့ရမှာမဟုတ်ဘူးလားမဟုတ်ဘူးအချိန်စရာတွေလွဲကုန်လို့အစိုးကြီးကလေးကလည်းပြောထားရဲ့သားနဲ့ရတူးပိုက်ဆောင်ရွတ်လိုက်ပါ7မိနစ်တဲ့အပြည့်ရွတ်ပါပြီးပါမလား15မိနစ်လောက်ကြာရင်ကို7မိနစ်ပဲဗျာရအောင်ရွတ်ရတူးပိုက်ဆောင်ရွတ်ပြီးမှအဖိုးကြီးကဆုံးမစကားပြန်ကောက်ပြီးဖိတ်သိမ့်တော့မှာ ဒီဝိုင်းဆရာသည်အနှဲငယ်ညူဆူနေပါသည်သို့သောချီလွင်ချိုးအေးသောတေးသံသည်ချက်ချင်းပင်ထွက်ပေါ်လာပါသည်စမ်းကျဲစွာဆန်းနေရနှင့်ထိန်ခေါ်ထားသောယရုဆိုတံကိုခြေနှက်အားရစပွေကျမတို့ကြားနေရပါသည်သူလည်းစကားမပြောတော့ဘဲနားဆိုင်ထောင်နေသည် မိမဝဝညီမပင်အေးအေးငြိမ်ငြိမ်နားထောင်နေကြသည် မင်းနဲ့မောင်တို့လူပေါင်းခန်းသာဂုံထင်းဝါခဲ့မင်္ဂလာအိမ်ထက်စိန်ရှံလျက်၍ရှေဆက်ပွားစီသာသမီနှင့်ကြီးမမေတ္တာနှစ်တရာဟုသို့သောအပရိသတ်သည်ပြန်လဲဆူညံလာပြန်သည်ညောင်းညာကြသည်ဖြင့်လှုပ်လှုပ်ရွရွဖြစ်သည်ဆွဆွဲငင်ငင်သည်ဆိုရသောယရုတန်ကိုပြင်းညသည်ခအုပ်အုပ်ရေသည် တီတိုစကားသံများပြည်ပြင်လာသည်ကျမတို့ဘီမှာမိမညီမလည်းချေလောင်သောတီတိုသံဖြင့်စကားပြောနေကြပြန်၏ဆော့ဆော့ကကျမတို့ဘက်တက်တက်လှထားသော ကလထိုင်စဝိုင်းတချမ်းတိတိလှည့်ယူသွားပြီဖြစ်သဖြင့်အင်းကြီးချင်းနေသောကြောပိုင်းကိုသာမြင်ရပါသည် သူစကားကိုမသေးကွဲတော့ပါနောက်မီထိုင်မှများသဖြင့်သူ့ဘဝ၌စီသော ရွှေရောင်ကျယ်ကလေးများနှကမ်းပဲ့နေကြသည်ကိုမြင်ရသည်မကြခင်မင်းထုံမင်းမသည်သူ့ဘက်လှည့်လာပြီးခြောက်ထုတ်လိုက်စမ်းမှာဟိုမှာဟုဆိုပါသည်သူညွန်ပြရာမှာဖွင့်လို့ရမရကျမမသိတော့လိမ္မော်ဘွင့်နှင့်ရင်ကြီးຫນွယ်ခန်းစည်းများအနာကွက်တော့မှန်တကားမကြီးဖြစ်သည်ထိုတကမကိုသူဖွင့်ခြင်းသဖြင့်တွန်းကြည့်သေးသည်ပင်ထုတ်ချင်းပေါက်မြင်ရသဖြင့်အပြင်၌ သင်ရွက်ညူများမျက်ခင်းများနေကြည်များကာယာနေသည်ရေကူးကန်စိမ့်လင်းလေးကိုမြင်နိုင်သည် မိမ6ထုပ်လူသည်မှာတကားဝ၌လာရက်နေသော၈နှစ်အရွယ်ကလေးငယ်ဖြစ်သည်ကလေးငယ်မှာအသားရည်မဲမောင်လာပြီးစပင်များရှည်၍ကိုယ်လင်ငါကြနေသည်ခက်ပေပေရေရေပင်အင်းကြီးလည်းမပါကြီး ်စွတ်ကျဲလက်ပြက်ယော်ရဲရဲသာဝတ်သည် ပြာမွဲသောရှုံချိုးနှင့်ပေါင်းပြီလဲဝတ်သည် မျက်လုံးများမှမူပြူးကျဲတောက်ပါလာပြီးကော့ပြန်ထူထဲသောမျက်ခုံးမျက်တောင်များရှိသည် လုံးဝန်းသောနှခမ်းကလေးကိုထော်၍ရွဲ့၍မှန်တကားနှင့်ခန်းစည်းစဆက်ရမှရက်နေသည်သူ့နှခေါင်းကလေးမှာမှန်နှင့်ကပ်ပြီးမိ၍ပြားကပွနေလေသည် ၆ထုတ်လိုက်စမ်းမှရှေ့ချက်တည်ရတုံးလိုက်တာဘဲအစေခံတန်းရကခလေးပါလေတွားရဲ့ရှူတို့တော့မှန်ပြင်ကခလေးဒီကြားပုံမပေါ်ပါပြီးတော့ခလေးကသူ့ရဲ့ပြုံးရွှင်သောမျက်နှာကိုကြည့်ကပြန်ပြုံးမြန်သည် သူကလက်တန်းကိုခွေးကောက်ပြပြီးနောက်ပြောင်နေသည်ခလေးကရင်မောလိုက်ရာ အသက်ပေါက်စား အေယာမရှေ့သွားနှချောင်းပေါ်လာကယုံကောင်ကလေးများကိုတတိယစီလီဤမိမသည်သူ့ကိုမြင်သွားပြီးအော်ဖြစ်မှဖြစ်ရလေဟုအတန်ထွက်ပါသည်ပြီးတော့မျက်နာကိုမဲမောင်ပုတ်တိုးလိုက်ပြီးခြာကနေပြန်လှည့်သွားကသူ့ညမနှင့်စကားပြောပြန်ပါသည်မိမဤညီမကမူပူပန်မြန်သည်ဟောရုပ်ပိုက်ဆုံးဆိုတာလည်းမပြေးနိုင်ပါလား စနမနေလို့ခုနပြောသွားတယ်မဟုတ်လားခု15မိနစ်တောင်ကြော်ပြီမမဝိုင်းတော့စိတ်ဆိုးတော့မှာပဲဒီတီးဝိုင်းဆရာကတဲမောက်มาတယ်တဲ့အေးကွယ်ဩဘာစာဆရာစကားလျှော့ပြောယုံပေါ့ယရုကတော့ဖြက်ပြလို့မှမရတာစိုးတန်ကြီးကတော့ပြင်းစရာကြီးစကလုံးကလေးတွေကတော့တဲကောင်းပါတဲ့ခုနချားလိုက်ပါတယ်ချစ်စပယ်ကုံရာတလုံးဟုစတုံးရော်လေးပန်းစင်မြဲဆိုလား မိမသည်အနေငယ်ဆက်သွေးဖြာက ဖိတ်စာတဲ့ထည့်ရိုက်ထားတာသမီးဆူဆူကြည့်နေတာကြားရလို့မှတ်မိနေသေးတယ်ဟုပြောပြန်သည်ထိုခဏ၌ရတုပိုက်ဆုံရွဆိုခြင်းပြီးသွားလေ၏ဆန္ဒရခလုတ်တံပြေးလွှာရာမှအတအယာရက်ဆိုင်သွားလေ၏ဩဘာစာရွဆရာသည်ယခုမှတကယ်မင်္ဂလာကိုပြုတော်မူဟန်နှင့်တောင်ရွှေပစိုးကုံစားကို မလှလှအောင် ပြုပြင်တည့်ရက်လေ၏ရက်တောင်လိုကားဆွင့်ကနေမှခြေနဲ့သည် သူကောင်းပေါင်းစသည်လေလွင့်ပြန်နေ၏ထို့နောက်မင်္ဂလာစကားဆလီသည်အရေးကြီးသောအချိန်အတွက်တီးဝိုင်းမှအသင့်ပြင်သည်ဆမ်မန်ပေါပေါစပယ်ဘူးစပယ်ပွင့်နှင့်မဆေသည်ကျပြားတဲ့များသာအပြည့်ပါသည်ဟုဆိုသောငွေဖလားများကိုအဖြူချိတ်စင်တူဝထားသောအဖြူမာကလေးများက မင်္ဂလာပြည့်ပြောက်ချိန်နှင့်ကာ၍ပြည့်ကြရန် မင်းလန်းတလျှောက်၌တန်းစီ၍စောင့်လျက်ရှိလေ၏ကျမတို့ဘေးမှမိမဝဝပင် စကားပြောရက်ခါမင်္ဂလာဆင်မြင့်သူညုံမောစင်သူညမကပြည့်ရွလေလားမသိမျက်စိနှဲငယ်မေး၍နှခတ်တွေ့ရရဖြင့်တစုံတစ်ခုကိုရွတ်ဆိုလေ၏သူသည်ဖွင့်၍မရမသိနိုင်သောမှန်တကားပေါက်ကြီးဘက်သို့လှမ်းကြည့်နေရမှပြုံးကနေထားလျက်လိုက်လေ၏ပြီးတော့သူ့အပေါ်အင်းကြီးကိုဆွဲချွတ်ပြလိုက်ရင်း ရေကန်ထဲမှာခလေးရင်နေနေတယ်လို့ပါအောင်ဟူခြေခြေပြောဤဘယ်သူရေကူးတတ်တယ်ဟင်ရေကူးထကြလားကျွန်တော်မကူးတတ်ဘူးအေးရောကျမသည်ခေါင်းခါပြစေမိမသာများသောကျမတို့အနီးနားမှာပရိသတ်များစကားမပြောနိုင်မိမောစေသူသည်ကလထိုင်လဲချပြီးခြေလောင်အခွဲကအတန်ပေါ်လာ၏သူသည် ဖွင့်၍ရမရမသိသောပန္ဒကမာကြီးကိုကိုလုံးနှင့်တိုက်ခါဖွင့်လေ၏ မပွေသူသည်လဲချနေသောကရထိုင်ကို နောက်မီမှကောက်ခိုင်ကမှန်ချက်ကိုရိုက်ခွေလေ၏။ခွဲပြက်သောမှန်စာများ၏အစူညံသောအတန်နှင့်အတူမှန်ခွဲပေါက်မှ သူခုံထွက်သွားပါသည်။တင်းရွက်သစ်ပင်ညိုစိမ့်သောတင်းဖြူများလင်းသောအပြင်သို့သူရောက်သွား၏။သူကျော်၌မှန်ချောစားနှင့်ညီမီဟန်တူသောရှဲအင်းကြီးတောင်ကျိုးခွဲစားသည်လမ်းရွေးချနေကား ရှမိသောတရားမှသူ၏ငငယ်ဆိုသည်ဖြင့်စွန့်ထင်းလာသည်ကိုမြင်ရ၏သူသည် ရေကူးကန်သို့လင်းမြန်စွာပြေးသွားစေသူနှဖူးပေါ်ကဖိသိမ်လို့မရနိုင်သောဆန်စာများသည်ခြေလမ်းများနှင့်အတူလှုပ်ရှားခုန်ကြွနေလေသည်ကြည်၏အပြင်ကလူအပိုင်းလေးကိုလည်း ဆက်လက်ဆောင်ရွက်အပ်ပေးကြပါဦးရှင်။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။မေတ္တာချုပ်၍လုံကြပါစေ။သစ္စာဆောင်၍အောင်ကြပါစေ။